အားလုံးပဲမင်္ဂလာပါခင်ဗျာ။ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ16ရက်နေ့လည်ခင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာနိုင်ငံတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲမင်းအောင်လည်းဖန်လေလာလို့မြို့ကနေကန်ထုတ်ခံရတဲ့ DKP BGF နဲ့ PC အဖွဲ့တွေဆိုတဲ့သတင်းအညာဒေတာမှာအသေးများနေရတဲ့စစ်တပ်တဘွားပတ်ဝန်းကျင်ကိုဖျက်ဖို့တန်လွေမြစ်ပေါ်မှာရေကာရယ်တိဆောက်ဖို့မင်းအောင်လည်းကြံနေပြီဆိုတဲ့အကြောင်း ထိုင်းမှာအလုတ်ခွင်တဲ့ဒါရုအစိမ့်ဝဲရှူမီရဲ့မြန်မာအလုတ်သမားနှစ်ဦးတင်ဆုံးတဲ့တဲ့ရင်စစ်မှုထံပေါ်ဖမ်းခံရတဲ့လူငယ်၃ဦးစစ်ကားပေါ်ကနေရဲဝန်းစွာထွက်ပြေးနိုင်ခဲ့တဲ့အကြောင်းဗြိတိန်စစ်တပ်ကအမျိုးသမီး၃ပုံ၂ပုံလိမ်မိုက်ဆိုင်ရာအနှောင့်အယှက်ခံစားနေရတဲ့တဲ့ရင်အဲ့လို နေလေကင်းထီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးထားပါရစေ။ မင်းအောင်လန်ဖာအလီလာလို့မြို့ကနေကန်ထုတ်ခံရတဲ့ TKP BGF နဲ့ PC အပွေ့ရဆိုတဲ့သတင်းနဲ့စလိုက်ချင်းပါတယ်စစ်ကော်မရှင်ကောင်းဆောင်မင်းအောင်လန်ဟာနိုဝင်ဘာလ15ရက်နေ့မနေ့ပိုင်းကကရင်ပြည်နယ်ဖာအမြို့ကိုရုတ်တရက်ရောက်လာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဒီခီးစဉ်ကြောင့်ဒေသတွင်းမှာလုံခြုံရေးကအရန်တင်းကျပ်သွားပြီးကရင်လက်နက်ကိုင်တပ်ဖွဲ့တွေမြို့တွေဝင်ကွင်းပိတ်ခတ်ရတာတွေဖြစ်ခဲ့ရတယ်လို့ဒေသခံတွေထံကနေသိရပါတယ် မြို့ရဝင်ခွဲပိတ်ခတ်ရတဲ့အထက်မှာ BJF အပါဝဲ KNU Kennedy PC နဲ့ TGB တပ်ဖွဲ့တွေပါဝင်လာပါတယ်ဒီတပ်ဖွဲ့တွေဟာလန်ဒန်နဲ့ယူနီဖောင်းဝတ်ပြီးပုံမှန်အဖြစ်မြို့ရဖြတ်တန်းသွားလာနေကြတာပါဒါပေမဲ့စစ်ကောင်းဆောင်မလာခင်နိုဝင်ဘာလ14ရက်နေ့ကလေးကမြို့ဝင်ထွက်စစ်စေးဂိတ်တွေမှာလုံခြုံရေးတင်းကျပ်လိုက်တာကြောင့်သူတို့ဝင်ခွင့်မရတော့ဘူးလို့ဒေသခံသတင်းမြစ်တွေကဆိုပါတယ် အဓိကကတော့အဲ့ဒီအဖွဲ့တွေကိုမြို့တွေကနေကန်ထုတ်လိုက်သလို ဖြစ်သွားတာပေါ့လို့ဖန်ဒေတာခန်တူကပြောပါတယ်။ဒါအပြင်နိုမလာ၁၄ရက်နေ့မှာပဲစစ်ကော်မရှင်အဖွဲ့တွေကပန်မြို့အဝယ်အထွက်မှာလိုင်စင်မဲ့ကားတွေကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်။ဒီအထက်မှာ BJF နဲ့ KNU KNL PC တို့ရဲ့လိုင်စင်မဲ့ရှင်တွေပါပါဝင်ပြီးတင်းစီခံခဲ့ရတယ်လို့စစ်ကော်မရှင်နဲ့နှိစက်တဲ့တရင်ရေးမြစ်တွေကနေသိရပါတယ်။ ဖန်မြို့ဟာကင်းပြင်းရဲ့မြို့တော်ဖြစ်ပြီးစစ်ကော်မရှင်ရဲ့တိုင်းရိုက်ထိန်းချုပ်မှုအောက်မှာရှိပါတယ်မြို့တွေကိုယူနီဖောင်းနဲ့လက်နက်တွေနဲ့ဝင်ခွင်ပိတ်ပင်တာဟာဒီနေရာမှာအတိတ်ကဩဇာရှိတာကငါတို့ပဲဆိုတာကိုစစ်ကော်မရှင်ကပြသလိုက်တာပဲမင်းတို့တွေငါခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ်ဆိုပြီးဖိနှိပ်လိုက်တာပဲလေပြည်သူပဲမရပါစစ်တပ်အလို့ချရှက်တဲ့အဖွဲ့တွေခံပေါ်လို့နိုင်ငံတက်ကြွလှုပ်ရှားသူတူဦးကပြောပါတယ် စတဲ့နဲ့ပူပေါင်းထားတဲ့ grand ဖွဲ့တဲ့အတွက်ကတော့ဒါဟာထန်သေးချင်းခံရခြင်းဒါမှမဟုတ်တန်းတူရေတူဆက်ဆံမခံရခြင်းလို့ခံစားရနိုင်ပါတယ်စစ်ကားဆောင်လာရောက်တဲ့အချိန်မှာသူတို့ရဲ့လှုပ်ရှားခွင့်ကိုပါကန့်တက်လိုက်တာဟာပူပေါင်းဆောင်ရွက်မှုရဲ့ဂုံတိုက်ခါကိုထိခိုက်စေနိုင်ပြီးနောက်မှအချင်းချင်းဆက်ဆံရေးကိုတည်အောင်မှုရှိလာနိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်ဒုတိယအနေနဲ့အညာဒေသမှာအသင်များနေရတဲ့စစ်တပ်အကြောင်းဖြစ်ပါတယ် ပေါင်းမြို့နယ်ထဲစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဒေသခံပြည်ထောင်တော်လင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခတ်ခဲ့ရာစစ်သား18ဦးသေဆုံးပြီး3ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ဒီလိုအထီးတွဲတိုက်ပွဲတွေကြောင်းစစ်သားအလောင်းတွေကိုတောင်းလမ်းမဲမှာဖြစ်တယ်လို့စွန့်ပြက်ခဲ့ရပြီးတော်လင်းတပ်ဖွဲ့တွေကလက်နက်ခင်းအများပြောက်ကိုတင်စီရရှိခဲ့လို့သိရပါတယ်။ဒီတိုက်ပွဲတွေဖြစ်ပွားရတဲ့စစ်တပ်စစ်ကြောင်းကတော့အော်တိုဘားလ30ရက်နေ့ကလေးကစတင်ခဲ့တာပါ။ မိကြီးလာအခြေဆိုင်တမကိုကိုကနေထွက်လာတဲ့အင်အား400ကျော်ပါတဲ့စစ်ကြောင်းဖြစ်ပြီးအမတ်စစ်လေးအမတ်စစ်ကိုနဲ့ခမရ139တက်ရင်ကစစ်သားတွေပူပေါင်းထားတာလို့သိရပါတယ်ဒီစစ်ကြောင်းဟာပေါ့မြွနယ်ထဲစစ်ကြောင်းထိုးဝင်ရောက်လာစဉ်အတွင်းယူကြီးရွာအနောက်ဖက်မှာ ကိုရွှေမင်းနဲ့ကိုကျော်နိုင်ထွန်းဆိုသူနှစ်ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးရှက်ကန်ရွာကမြင်းခုနှလုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့လို့သိရပါတယ် ပေးရနွေမလာတော့ရကကြောက်ကကြေးရအနည်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကစစ်သားစေဦးတည်ဆုံခဲ့ပါတယ်။အလောင်းလေးကိုစွန့်ပစ်ခဲ့ပြီးထံရသူစေဦးခန့်ကိုတော့ထန်းစင်နေနဲ့တည်ထုတ်ပြီးပင်တောင်ပြစောတိရွာကိုဆုတ်ခွာသွားခဲ့လို့သိရပါတယ်။အဲ့နောက်နွေမလာ၅ရက်နေ့မှာအင်အား၁၃၀ခန့်ပါတဲ့စစ်ကြောင်းကိုရောချောင်းမှာဂျားပြတ်တိုက်ခတ်ရာစစ်တပ်က9ဦးထပ်မံတည်ဆုံပြီးတနက်လာလဲအပါဝင်ခေရန်တွေအများကြီးတင်စီရရှိခဲ့ပါတယ်။ နွေမလောက်ကရင်တဲ့တိုက်ပွဲမှာတင်စီယာရှိရဲ့ပစ္စည်းတွေကတော့အများကြီးပါပဲ MA1 MA2 MA3 နဲ့ကာပိုင်တနက်စုစုပေါင်း၅လက်အပြင်ကြေပေါက်တွေကြေမျိုးမျိုး1500ခန့်60မမ RPG Inaga စတဲ့ဘုံးတွေတိုက်မိုင်းနင်းမိုင်းဆလတ်မိုင်းစတဲ့မိုင်းအမျိုးမျိုးနဲ့ဆက်တွေဆက်တွေ ကွန်ပျူတာဖုန်းနဲ့တခြားစစ်သုံးပစ္စည်းအများပြောက်ကိုတင်စီယာမိခဲ့လို့သိရပါတယ်ဒါ့အပြင်အော်တိုဘလ29ရက်နေ့နဲ့ နိုဝင်ဘာလ9ရက်နေ့တွေမှာလည်းခမရ139ခမရ419နဲ့ခမရ14တက်ရင်တွေကစစ်သား3ဦးထွက်ပြေးလာတာကိုလက်နက်ခဲလွင်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ပေါ့ PDF ကသတင်းထုတ်ပြန်ထားပါတယ်။ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါတယ်။တဘွားပတ်ဝန်းကျင်ကိုဖျက်ဖို့တန်လွန်မြစ်ပေါ်မှာ ရေကာရိုတီစောက်ဖို့မင်းအောင်လိုင်ချန်နယ်ပြဆိုတဲ့သတင်းကိုပြောပြမှာပါ။စစ်ကောင်ဆောင်မင်းအောင်လိုင်ဟာကရင်ပင်နယ်ပိုင်မြို့ကိုရောက်ရှိလာစဉ် ဒေတာရဲ့လဲစစ်တအားနဲ့ရေကြီးရေချမ်းမွန်ကကွေရဲ့အတွက်ဆိုတဲ့ခေါင်းစဉ်အောက်မှာဟက်ကြီးရဲ့အရှိစစ်စီမံကိန်းကိုပြန်လည်စတင်မှုတိုက်တွန်းသွားခဲ့ပါတယ်။ဒီစီမံကိန်းဟာရှစ်တောင်အရှာရဲ့လက်ရှိသွေးကြောလို့တင်စားရတဲ့တယ်လွင်မြစ်ပေါ်မှာတိဆောက်မှန်အကြီးစားရေကဒါစီမံကိန်းဖြစ်တာကြောင့်တဘာပတ်ဝန်းကျင်ဖြစ်စီရဲ့ကိုဥတည်ရဲလို့တဘာပတ်ဝန်းကျင်ထိမ့်သိမ်းကောက်ွယ်သူတွေကထောက်ပြကြပါတယ်။မင်းအောင်လည်းပြောကြားချက်အရဟက်ကြီးရေကတာဟာ လဲစတာဖြစ်စီပေးနိုင်တယ်လို့ရည်ကြီးရချံမှုကိုလည်းထိန်းချုပ်နိုင်မယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းတဘာပတ်ဝန်းကျင်ထိန်းတဲ့အဖွဲ့စီနဲ့ဒေသခံတွေကတော့ဒီစီမံခန့်ကိုကာလကြာရှည်စွာကန့်ကွက်ခဲ့ကြတာပါ။အဓိကစိုးရင်ပူပယ်မှုတွေကတော့တန်လွန်မြင့်ဝင်တစ်ချောင်းမှာရှိတဲ့ခြားပါတဲ့တော်မမျိုးစိတ်တွေနဲ့နေရင်ဒေသတွေဟာရေကာတာကြောင့်ရေလွှမ်းမှုခံရပြီးပြန်လည်မရနိုင်တော့တဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ကြပါလိမ့်မယ်။ ဟတ်ဂျီစီမံကိန်းကိုရေကြီးရေချမ်းမှုထိန်းချုပ်ရေးဆိုတဲ့ဆွေးဆောင်မှုရှိတဲ့ခေါင်းစဉ်နဲ့ပြန်လည်အသက်သင်ဖို့ကြိုးပမ်းလာကိုကျွန်တော်တို့ကပြင်းထန်စွာစိုးရင်မိပါတယ်။ရေကာတာဆောက်လေဆိုတာမြေရတက်ရှိသွေးကြောကိုဖြတ်တောက်လိုက်တာနဲ့အတူတူပါပဲ။ဒီစီမံကိန်းကြောင့်ရင်းနေတော်ရရဲ့သွာလာမှုနဲ့မျိုးပွားမှုနဲ့လုံးဝပြတ်စေသွားမှာဖြစ်ပြီးတန်လွင်မြေဝင်တစ်ချောင်းမှာရှိတဲ့ဇေဝမျိုးစုံမျိုးကွဲနဲ့ဂေဟာစနစ်တစ်ခုလုံးကိုပြန်လည်ပြုပြင်လို့မရနိုင်တဲ့ထိခိုက်မှုတွေဖြစ်ပေါ်လာစေပါလိမ့်မယ်လို့ တဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်နေသူဒူကပြောပါတယ်။စီမံရေးနေနေမဲ့အတွင်းမှာရှိရဲကရင်တိုင်းရင်းသားဒေသခံတွေရဲ့မြေယာတွေတင်းယူခံရပြီးရွှေ့ပြောင်းနေထိုင်ရမှုတွေသူတို့ရဲ့ရေကို အမိန်ပြုတ်ရက်ရိုးရာအတ္တမဝန်းကျင်လုပ်ငန်းတွေဆုံးရှုံးရမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါတွေအပြင်တန်လုံမြို့ပေါ်မှာရှိတဲ့ရေကတာစီမံကိန်းတွေဟာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာကာလကြာရှည်စွာသဘောထားကွယ်လွှဲမှုတွေနဲ့ပဋိပက္ခတွေကို ဖြစ်စေခဲ့တဲ့ဒေသတွင်ငြင်းငြင်းတိဆောင်းမှုကိုပါထိခိုက်စေနိုင်ပါတယ်။ဆလဘေးထိုင်းမှာ လုံလောက်ခွင့်နဲ့ဒါရုအစိုက်ရှုမိတဲ့မြန်မာလူ့သမား2ဦးတေဆုံးခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်းခရာဘီ KI မှာရှိတဲ့စီယုံကွန်မြူနတီကဓာတုတွင်တစ်ခုကိုရှင်းလင်းလုံလောက်လုပ်ခဲ့တဲ့မြန်မာနိုင်ငံသား2ဦးတေဆုံးပြီးတအူးဆေးုံတင်ခဲ့ရတယ်လို့ဘန်ကောက်ပို့သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ၁၄ရက်ကခရာဘီ KI ပလိုင်ဖရာယာမြို့နယ်မှာရှိတဲ့ Union Banesh စီအောင်ကုမ္ပဏီရဲ့မြန်မာအလို့သမားအမျိုးသား၃ဟာ Hydrogen Survive အစင်းငွေပါဝင်တဲ့ဓာတ်တွင်းကိုရှင်းလင်းလုပ်ခဲ့တာပါအဲ့ဒီဓာတ်တွင်းကိုရှင်းလင်းခဲ့တဲ့မြန်မာအလို့သမား၃ဦးလုံးဟာအစင်းငွေတွေကိုအလွန်အကျွံချူဆိုင်မိခဲ့တာကြောင့်တတိလေးမေမျိုးသူတွေကိုကစေးပွဲတွေကဆွဲထုတ်နိုင်ခဲ့ပေမဲ့အသက်၂၄နှစ်ရွယ် ဆိုင်လင်းအောင်လက်အသက်25နှစ်အရွယ်ကျော်လဲဦးရောဟာနေရာမှာတင်တေဆုံးကပ်ပြီးတော့အသက်22နှစ်အရွယ်ကိုပိုင်ကိုတော့ပလိုင်ဖရာယာဆေးရုံကိုပို့ဆောင်လာစစ်ကူသားမှုတွေလှုပ်ဆောင်ပေးနေပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေသခံရဲတပ်ဖွဲ့နဲ့အလို့သမားကာကွယ်ရေးဌာနတို့ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်တပွားပတ်ဝန်းကျင်နဲ့အလို့သမားအခွင့်အရေးလှုပ်ရှားသူတွေကတော့အဓိကအားဖြင့်အလို့ရှင်ကအသက်အန္တရာယ်ရှိတဲ့ဓာတ်ရုပ်ပစ္စည်းတွေနဲ့လောက်ကင်ရတဲ့နေရာမှာ လုံလောက်တန်းဘေးကင်းလုံခြုံရေးစီးမင်းတွေနဲ့အသက်ကယ်ကရိယာတွေထောက်ပံ့ပေးခဲ့ခြင်းရှိမရှိကိုမေကွန်းထုတ်လည်ကြပါတယ်။အဆင်ွယ်ပါတဲ့မြူရင်းထဲကိုမဆင်းခင်လိုအပ်တဲ့စစ်ဆင်မှုတွေဖြစ်တဲ့ဥပမာတန်းဝဲပမာဏစစ်ဆင်ခြင်းနဲ့အသက်ရှူကရိယာတွေထောက်ပံ့ပေးမှုမရှိခဲ့ရင်ဒီဖြစ်ရဟာကုမ္ပဏီရဲ့ပေါ်ဆမှုကြောင့်တည်ဆုံမှုဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။တည်ဆုံသူတွေရဲ့ကြုံလောင်းတွေကိုမှုန်ခင်စစ်ဘက်ဆိုင်ရာစစ်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေပြီးစုံလမ်းစစ်ဆင်မှုပြီးဆုံးတဲ့အခါမှာတော့တာဝန်ရှိသူတွေကိုအလို့သမားဥပဒေအရအရေးယူဆောင်ရွက်မှုရှိမရှိကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ပြည်တွင်းထဲနောက်ဆုံးသတင်းအနေနဲ့စစ်မှုထမ်းဖို့ဖမ်းဆီးခံရတဲ့လူငယ်၃ဦးစစ်ကားပေါ်ကနေရဲဝန်းစွာထွက်ပြေးနိုင်ခဲ့တဲ့အကြောင်းပါ။မနေ့ကနိုဝင်ဘာလ15ရက်နေ့မှာမွန်ပြည်နယ်တထုံမြို့ကနေအတနက်ရင်းမီတတိရှိရှိထွက်ပြေးလွတ်မြောက်ခဲ့တဲ့လူငယ်၃ဦးရဲ့ဝမ်းသာကြသတင်းကိုပြောပြပေးပါမယ်။ မော်လမြိုင်မြို့ကနေပေါ်တာဆွဲခံရပြီးစစ်မှုထမ်းတင်တန်းတက်ရဖို့တထုံမြို့နယ်ကိုပို့ဆောင်ခံနေရတဲ့လူငယ်၄ဦးဟာနိုမလာ၁၂ရက်နေ့ညနေ၃နာရီကျော်မှာထွက်ပြေးခဲ့ကြတာပါသူတို့ကိုတင်လာတဲ့စစ်ကားဟာတထုံမြို့မင်းလင်းပေါ်မှာရှိတဲ့ကမ်ဘောဇာဘန်နှစ်အရှိတ်ကိုရောက်တဲ့အခါကျောင်းလွှဲရှင်မောကားနဲ့လူတွေရှုပ်ရှုပ်ခက်ဖြစ်နေလို့ခတ်တာရက်ထားရပါတယ်အဲ့ဒီအချိန်မှာပဲကားပေါ်ကအဆောင်နဲ့ခက်ပေါ်ပေါ်နေနေရကိုအခွင့်ကောင်းရှူပြီး လူငယ်လေးဦးဟာတပြိုင်တည်းစစ်ကားပေါ်ကနေအပြေးလွာခုံချထွက်ပြေးခဲ့ကြပါတယ်။သူတို့ရဲ့ရေစွန်းတက်တွေကိုရှီကျူးရမှာပါ။လူငယ်လေးဦးထွက်ပြေးခဲ့ရမှာတုံးဟာအခုဆိုရင်ဘေကင်းလုံကြုံတဲ့နေရာကိုကြောက်ရှိသွားပြီလို့ဒေသတွင် ပြည်ထဲရေဘော်တူဦးက MP ကိုအတီးပြုတ်ပြောကြားခဲ့ပါတယ်။လေးယောက်မှ၃ယောက်ကဘေကင်းလုံကြုံတဲ့နေရာရောက်ပြီးသူတို့၃ယောက်ကတငယ်ချင်းတွေမော်မြိုင်မြို့ပေါ်မှာအုတ်ကြီးလက်ချန်တဲ့ပေါ်တာဆွဲခံရတာသူတို့၃ယောက်စလုံးကတော်လင်းထောက်ပို့လုပ်ငန်း ဆက်လုပ်သွားမယ်လို့ပြောတယ်။ကျန်တဲ့တယောက်နဲ့ကတော့အဆက်အသွယ်မရသေးဘူးလို့ဒေသရဲ့ PDF ရေးပေါ်တူက MP ကိုပြောပါတယ်။လွမြောက်သွားတဲ့လူငယ်၃ဦးဟာမော်လမြိုင်မြို့ပေါ်မှာပေါ်တာဆွဲခံရတဲ့တငင်ချင်းတွေဖြစ်ပြီးသူတို့၃ဦးစလုံးကတော်လင်းထောက်ပို့လုပ်ငန်းတွေဆက်လုပ်သွားမယ်လို့ပြောကြားခဲ့ကြပါတယ်။ဝန်ကြီးစရာကောင်းစားကတော့ထွက်ပြေးခဲ့တဲ့ကျန်တယောက်နဲ့တော့အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။တထုံမျိုးပေါ်မှာညာဘက်လူငယ်တွေကိုစစ်တကပေါ်တာဆွဲရပြီးဆက်လက်ရှိနေသေးပါ မကြသေးခင်ကတိမ်ကုန်းရက်ကွက်ကလူငယ်တဦးကိုပေါ်တာဆွဲပြီးစစ်တပ်ကတိမ်60တောင်းခံခဲ့ပေမဲ့မိသားစုကမပေးနိုင်တဲ့အတွက်အဲ့ဒီလူငယ်ကိုပြန်မလွတ်ပေးသေးဘူးလို့လည်းသတင်းရရှိထားပါတယ်။နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့ဗြိတိန်စစ်တပ်ကအမျိုးသမီး၃ပုံ၂ပုံလိမ်မိုင်းဆိုင်ရာအနှောင့်အယှက်ခံစားနေရတဲ့အကြောင်းပြောပြရင်းနေလေကင်းသတင်းတင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပြချင် ဒီသတင်းကတော့ Britain လက်နက်ကင်တပ်ဖွဲ့ရဲ့အထက်ကအမျိုးသမီးတွေရဲ့လုပ်ငန်းခွင်ဘဝအခြေအနေနဲ့ပတ်သက်တဲ့ထိုင်းလန်ကြားတွေ့ရှိချက်တွေပဲဖြစ်ပါတယ်။ Britain စစ်တပ်မှာအရှင်ပြစ်တာဝန်ထမ်းဆောင်လျက်အမျိုးသမီးတွေရဲ့သုံးပုံနှစ်ပုံဟာပြည်ကတဲ့နှစ်အတွင်းမှာလိန်ပိုင်းဆိုင်ရာအပြုတ်မှုအမျိုးမျိုးကိုကြုံတွေ့ခဲ့ရတယ်လို့စစ်တပ်ကဖော်ပြပါတယ်။ဒီအပြုတ်မှုတွေအထက်မှာအသွင်ပြင်ကိုမှတ်ချက်ပေးတာနှောင့်ချက်တာ အကြည့်ရိုင်းနဲ့စူးစိုက်ကြည့်ရတဲ့ကိုထိလက်ရောက်ကင်တွယ်ထိတွေ့ရတယ်ပါဝင်နေပါတယ်။ စစ်တမ်းရာအမျိုးသမီးတွေဟာအမျိုးသားတွေထက်ဒီလိုအနောက်ကျက်မျိုးကိုနှစ်ဆပို့ပြီးတုံ့တွေ့နေရပါတယ်အတိအကျပြောရရင်အချိန်ပြည့်အမျိုးသမီးတပ်ဖွဲ့ဝင်68ဂျာဂိုင်လုံးဟာမတင်လျော်တဲ့နောက်ပြောင်မှုတွေညဉ့်ညံရုပ်ပုံတွေဒါမှမဟုတ်ရုပ်ရည်ကိုမှတ်ချက်ပေးရမျိုးတွေကိုတုံ့တွေ့ခဲ့ရတာပါအမျိုးသားတွေကတော့34ရာခိုင်လုံးသာရှိပါတယ်အမျိုးသမီးတပ်ဖွဲ့ဝင်52ရာခိုင်လုံးခန့်ကသူတို့ကိုဆူဆိုက်တိကျင်းဒါမှမဟုတ် အကြည့်ရင်ဖြင့်ကြည့်ချင်းခံရတယ်လို့ဆိုပါတယ်။သုံးပုံတစ်ပုံကတော့မတက်မတာခံစားရအောင်ကံကြွေထိတွေ့ခြင်းခံစားခဲ့ရတယ်လို့ဖြစ်ဆိုထားပါတယ်။ဒီလိုလိမ်မိုက်ဆန်အပြုံမြုံတွေဟာစစ်တရက်ရုံးပတ်ဝင်းကျင်ဒါမှမဟုတ်လက်ကျင်ယူနစ်တွေလိုမြင်ကွင်းနေရာတွေမှာအဖြစ်အများဆုံးပဲလို့လည်းစစ်တမ်းကဖော်ပြပါတယ်။ဒီစစ်တမ်းဟာစစ်တပ်ထဲမှာအမျိုးသမီးစစ်နစ်ရာခိုင်နှုန်းတော့သာရှိပေမဲ့သူတို့ကြုံတွေ့နေရတဲ့စိတ်မချမ်းမြေ့စရာ အတွေ့အကြုံတွေကိုသိရဖို့ကြောက်ယူခဲ့တာပါ2020တခုနှစ်ကအသက်19နှစ်အရွယ်အမြောက်တက်သား Jesley Buck ဟာလိမ်မိုက်ဆိုင်အနောက်ချက်ခံရပြီးအနောက်ကိုကိုကိုအဆုံးစီရင်ခဲ့ရတဲ့ဖြစ်ရမျိုးတွေရှိခဲ့ရကြောင်းဒီပြဿနာကဘလောက်အရေးကြီးသလဲဆိုတာကိုပြသနေပါတယ် NBA နည်းလေကင်းထူးခြားသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ NBA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ညစ်ဖြာကျမ်းမာချမ်းသာပြီးဘဝအမောရေပေးကြပါစေခင်ဗျာ။